တနင်္ဂနွေနေ့မွေးစွာလုံးမင်္ဂလာပါ2025နိုဝင်ဘာလ22ရက်နေ့ကနေနိုဝင်ဘာ30တွင်တည်ရှိနေတဲ့ကာလဟာထူးခြားသောကံပြောင်းလဲနေတွေ့တဲ့မှုအနှစ်သာရကိုရမယ်ခရီးကံကောင်းမယ်လူမျိုးပဲချိုးပေးမယ်အမေဖွားတို့ကြမ်းမကြီးချူကြမယ်ခြံကားခန်းကိစ္စပြောင်းလဲမှုတွေအတွက်ဆောင်ရွက်ဆင်ပြေနိုင်တယ်မထင်မှတ်ပဲသွားလိုက်တဲ့ခီးရကိုအတွက်ချိုးပေးမယ်ရပိုင်ခွင့်တွေလက်ဝယ်ပြန်လဲတောင်းဆိုရရှိခြင်းနဲ့ ကောင်းသောကံကြမ္မာဆင့်ဆင့်ဖြစ်ပေါ်ခြင်းကိုကြောင်းမယ်။အမေတိုက်ခံများမယ်မတော်တဆအညီကိုလည်းအထူးပြုပြီးတော့ကျူးဆက်ရမှာဖြစ်ပါတယ်။အဓိကအနောက်ရက်ကိုတည်သွားစေအနေရှိတဲ့နေတနိုင်ခွဲနေညနေ3နိုင်အတွင်းအသွာလာနေထိုင်ကိုတော့အထူးပြုကျူးဆက်ရမယ်နေထားရှိတယ်။23ရက်နေ့မှာတော့ရန်အားလုံးကိုကြော်ပြီးတော့ကောင်းခြင်းကံကြမ္မာရဲ့အနေထားကောင်းကိုကြုံတယ်ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြုံမယ်။ 22ရက်နေ့မှာထူးခြားတဲ့ကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိတယ်။အဲ့ဒီမှာအတိုက်ခံတဲ့ဂျုံပြီးမှအလိုပြည့်စုံခြင်းကိုလည်းပြန်လည်ရရှိမယ်။အဲ့ဒီမှာကောင်းစီကောင်းလျှော်ပြုရင်ထူးခြားသောကံကောင်းခြင်းနဲ့အကြီးအကဲဖြစ်ထွန်းခြင်းနေရာအနေထားကိုရမယ်လို့ဆိုလို့ရှိတယ်။23ရက်နေ့မှာယံပတိပက္ခတိကိုဖြည့်ဆည်းနိုင်မယ်။အတိုက်ခံကြမှာတိုးတက်မယ်။ 24ရက်နေ့မှာရန်တိုက်ခံနေများတယ်အနောက်ဆက်တွေရှိတယ်အဲ့ဒီမှာကောင်းစေးကောင်းလျှော်ပြုရဲ့ဖုံးကန်ကြီးတယ်ထူကြတဲ့ကံကောင်းခြင်းကိုလည်းကြုံမယ်25ရက်နေ့ကတော့ရည်မှန်းချက်အောင်မြင်ခြင်းကံကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိတယ်အဲ့ဒီမှာကောင်းစေးကောင်းလျှော်ပြုရဲ့လည်းထူကြတဲ့ကံကောင်းခြင်းကိုရနိုင်တယ်26ရက်နေ့မှာ ရပိုင်ခွင့်နေပြင်ရမယ်ယတ္တန္တာတွေပြန်လဲစတင်နိုင်တယ်တဏ္ဍသိတိနက္ခစမ်းရှင်နေနေတခုဖြစ်တယ်29ခုနေမှာလဲတဏ္ဍသိတိနက္ခစမ်းရှင်ပြီးတိုးတက်တဲ့အပြင်လက်ပွင့်ကံပွင့်ခြင်းနဲ့အရာရာဆင်ပြေခြင်းတွေကိုထင်ရှားစွာတွေ့ရတယ်ဒီရက်ဒီမှာကိုလုံးတဲ့ကိန်းတဲ့ကိစ္စတွေအောင်မြင်မယ်28ရက်နေ့မှာအလုတ်စည်းဝါးတိုးတက်ခြင်းနဲ့ရှင်ပြန်မှုအောင်မြင်ခြင်းကိုရနိုင်တယ် ကောင်းစေမင်္ဂလာရက်ကောင်းမြတ်မြတ်လည်းဖြစ်တယ်26ရက်နေ့မှာရံပတိပက္ခရနေထိတဲ့တွေ့မယ်အတိုက်ခံကြုံပြီးမှအလိုရှိရာပြည့်စုံမယ်30ရက်နေ့ကတော့စေရေးချမ်းသာခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေရဲ့ကောင်းသောကျိုးဆက်ဖြစ်ထွန်းမှုတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကနေတနေ့လမွေးသူတွေဒုက္ခပေးတတ်တယ် နှစ်ခွန်ကိုကနန်းတွေကို အကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်တယ်။အစေးရောင်ပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်ဝစ်စင်သုံးဆွဲနိုင်ပါတယ်။အဖြူရောင်ပန်းမွေးတို့ကိုဘုရားပူဇော်ပြီးလောရဆုတောင်းမှာဆုအဖြူရောင်ပန်းမွေးတို့ကိုဘုရားပူဇော်ပြီးလောရဆုတောင်းမှာဆုတောင်းပြေပါမယ်။ကျေးဇူးတင်ပါတယ်။